အွန်လိုင်းကခေါ်အားယူနေတဲ့မိဘညီကောင်မောင်နှမများအခုဖခင်နှုတ်ပတ်တော်ကိုခံယူဖို့ခွန်အားယူဖို့ဖခင်ပြင်ဆင်ပေးတဲ့ချိန်နာရီအတွက်ထူပဲကျေးဇူးတင်နေဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့အရာကတော့ဝိညာဉ်ရေးရမှာဖယားရှင်ဒီလူတိုင်းအတွက်အကျံစီရှိတယ်လူတိုင်းကိုဖယားကကျေးဇူးပြုဖို့ရှိတခါတလေကျွန်တော်တို့ကငါတော့နောက်ကျပြီငါရှင်မှသူများတွေခကြီးရောက်သွားပြီထင်တတ်တယ်မဟုတ်ပါဘူးဖယားရှင်သင်အတွက်အကျံစီရှိပါတယ် डाने पदाबी डमाया उसे पठमा जाओ खांजी सचाव देगा अपने को प्यो प्याजीन फयाशी ने शमोइला को जगा प्योरे शमोइला ने सिबु को सीने पी पीरा ने येशे इंतवा येशे तारे माटिया को ना बैठे पेम येशे इन याउडो येशे का ओ सियालारे वंदारा बो फयाशी को या शमोइला प्योरे येशे तिन तारे माटिया को फयाशी ने बैठे पेम डाने येशे का के तारे आलों को खोपे ला जा ရေရှဲသား၈ယောက်ရှိတယ်အဲ့ဒီထဲမှာခုနှစ်ယောက်ကိုခေါ်လိုက်တယောက်ကတော့ခေါ်လို့မရဘူးလေဟိုးတိုးကြောင်းနေတယ်အဝေးမှာအဲ့တော့ခုနှစ်ယောက်လာအားလုံးဒီမှာဘုရားရှိခိုးအစီအစဉ်စအဲ့ဒီချိန်တုန်းကဘုရားသခင်ကလေနားနားမှာစကားပြောတဲ့ခေဘုရားဆရှိခိုးတာ ਨੇ အိုးအေလီယာဘကိုကြည့်လိုက် ရှမွေလာကအတိတ်ခွန်အားရတာပဲအေလီယာဘကတခါတည်းအယက်မြင့်မြင့်ဘလားတောင်းတောင်းလေ တိတ်သဘောကြတာရှမွေလာကကြိနေရင်နဲ့ဖယားရှင်ဗိတ်တိုက်ပေးမဲ့လူလို့သူထင်တာဒါနဲ့ဖယားကရှမွေလာ နားမှာစကားပြောတယ်ရှမွေလာငါသူ့ကိုဗိတ်တိုက်မပေးဘူးနောက်တစ်ယောက်ကိုထက်ကြည့်အဘိနဲ့အိုးကြိရင်နဲ့ခုနှစ်ယောက်ကုန်သွားပြီ အစီစဉ်ထဲမှာပါတဲ့ယေရှုရဲ့သားခုနှစ်ယောက်ကုန်ပြီဖယားရှင်တစ်ယောက်ကိုမှဗိတ်တိုက်မပေးဘူးတစ်ယောက်မှမရွေးဘူး အတားနဲ့ပဲရှမွေလာကရေရှဲကိုမေးတယ်ဟဲ့မိသားတွေအလုံးခေါ်လေကောင်းပြီလားဖယားကငါ့ကိုသေချာပြောတာနော်မင်းရဲ့သားထဲမှာတယောက်ကိုဗိသိက်ပေးမယ်ဘလို့လဲအခုခုနှစ်ယောက်တယောက်မှဘုရားရှင်ဗိသိက်မပေးပါလားမကြံတော့ဘူးလားသားတွေတယောက်တော့ကြံသေးတယ်ဘမလဲသူ့သွားကြောင်းနေတော်ထဲမှာဒါဝိတ်လေအဲသွားခေါ် ရှမွေလာခေါ်ခိုင်းရတာဗိသယဖို့အတွက်တန်းစီတဲ့အထက်မှာဒါဝိတ်မပါဘူးတခါတလေဘဝမှာကောင်းကြီးခံစားဖို့တန်းစီတဲ့အခါမှာကိုမပါတာလည်းဖြစ်တတ်တယ်နော်ကိုမပါတာဖြစ်တတ်တယ်အခုဒီမှာကြည့်ဒါဝိတ်တန်းစီတဲ့အထက်မှာပါဘူးတိုးကြောင်းနေတယ်အဖေလောက်တဲ့လူကလည်းသတိရပြီးစောစောရရခေါ်ပါလားမခေါ်ဘူးဗျာမခေါ်ဘူး ဘလို့များအဖေလောက်တဲ့လူကဒါဝိတ်ကို မြင်ထားသလဲမပြောတတ်ပါဘူးဒါပေမဲ့မှတ်ထားပါကောင်းငင်အဖအကြံစီရှိတယ်သင်ဘယ်နေရာပဲရောက်နေပါစီအဖသင်တို့အကြံစီရှိတယ်ဆိုတာမမေ့ပါနဲ့တခါတလေကျွန်တော်တို့ကလေအိုးလူတွေရဲ့မျက်စိရှိမှမရှိဘူးအိုးလူတွေရဲ့အထင်ကြီးတဲ့နေရာမှမရှိဘူးလူတွေအထင်သေးပြီးမျက်ွယ်ပြုတ်တဲ့ဂျောင်းကလောင်နဲ့ရောက်နေသောသူသင်ဖြစ်ကောင်းဖြစ်မယ်ဟေးဖယားသခင်ကြီးအဲ့ဒီဂျောင်းနဲ့အထင်မြင်တယ်နော် ဖယားသခင်ဒီလူမမြင်တဲ့နေရာကိုလည်းမြင်တတ်တယ်ဖယားဖြစ်တယ်။ဟောတော်ရရဒါဝိတ်ကိုဖယားရှင်မြင်တယ်။ဘလောက်ပဲဖယားရှင်ကိုနေပါစေဒါဝိတ်မလာမချင်းဗိသိက်ကမစဘူး။အာမင်။ဒါဝိတ်လည်းရောက်တော့ဖယားရှင်ဒီရှမွေလကိုစကားပြောပြီ။ဘာပြောသလဲဆိုတော့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး16အပိုက်ငယ်7ဖြစ်ပါတယ်။ဆယ်လွတ်ရသူ့ကိုခေါ်ခဲ့ဤသူသည်ဏီသောဇပင်ရှိ လှသောအစင်းနှင့်ချစ်ပွေသောမျက်နာလည်းရှိထာဝရဘုရားကဤသူပေတည်းထ၍ဘိတ်သိက်ပေးလောဟုမိတ်တော်မူ၏အာမင်ဖယားရှင်စကားပြောပြီးရှမွေလာကိုဟဲ့ရှမွေလာထဘိတ်သိက်ပေးလိုက်ဒီတယောက်ပဲငါဘိတ်သိက်ပေးမယ်တယောက်ကတခါတည်းရှမွေလာလည်းထပြီးတော့စီဘူးယူပြီးတော့ဒါဝိတ်ပေါ်မှာလောင်းထလိုက်ဒါဝိဒ်ဘိတ်သိက်ရသွားတယ်အာမင်တန်းစီတော့ပါလားမပါဘူး မပါပါဘူးဘိတ်တိုက်ပေးမယ်ဆိုတဲ့သတင်းကိုဒါဝိကြားလာ မကြားပါဘူးမကြားပါဘူးမိဘတွေကတော့သူ့ကိုမျော်လင့်ထားတာမမျော်လင့်ပါဘူးဖယားရှင်တင့်တွေ့ထားတဲ့နေရာလေးဘယ်သူမှဝင်လို့မရပါဘူးဝင်ရင်လည်းအဲ့ဒီနေရာမှာသူတို့ကအံဝင်ခွင့်ကြမဖြစ်နိုင်ဘူးတင်ရောက်မှာကွာတီအာမင်ဒါကြောင့်တင့်နေရာကိုဘယ်သူနဲ့မှအစားထုတ်လို့မရဘူးမှတ်ထားပါဖယားရှင်သည် သင့်နေရာကိုသင်နဲ့ပဲကွက်တိဖြစ်အောင်လုပ်တဲ့ဘုရားဖြစ်တယ်ဟာလလူးယာဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့အရာကပါလေနောက်ဆုံးရောက်နေပါစေနောက်ဆုံးကကျွန်တော်လို့ဒီနေ့ကျွန်တော် ဝေငှခြင်းနဲ့နောက်ဆုံးရောက်နေပါစေဖယားရှင်ဒီတင့်အတွက်အကြံစီရှိတယ်နော်ဒါကြောင့်နေရာမလို့နဲ့အရှိတ်တင်မတိုးပါနဲ့မလို့ပါဘူးဖယားရှင်တော်ထဲမှာထိုင်ရင်တော်ထဲမှာနေပါ တိုးကြောက်ခိုင်းရင်တိုးကြောက်ပါနောက်ဆုံးနေရာရရင်နောက်ဆုံးမှာပဲအေးစစ်စစ်နေပါဖယားရှင်အရှိဆုံးကိုစွဲတင်နိုင်တဲ့ဖယားဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်စိတ်တမကြနဲ့စိတ်တမကြနဲ့ဖယားရှင်ထားတဲ့နေရာမှာကြည်ကျင်နဲ့နဲ့နေပါတခါတလေစဉ်းစားတက်တယ်ငါဘွားဘယ်တော့မှအရှိရောက်မှာမဟုတ်တော့ဘူးငါပညာလည်းမတက်ဘူးလေငါသူ့ကြောင့်သာငါ့ကိုငါမိဘတော်မှမျောလင့်ချက်ထားတာမဟုတ်ဘူးငါဘွားဘယ်လိုလို့အရှိကိုရောက်နိုင်မလဲ ဖယားကအချိန်တိုင်းရှစ်ကိုဆွဲတင်လိုက်မယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောခြင်းနဲ့တင်နောက်ဆုံးရောက်နေရေးစိတ်တမကြနဲ့နောက်ဆုံးကကျွန်ုပ်အာမင်ဒီခွာယူထားလိုက်ပါဒါဝိတ်ပါလေနောက်ဆုံးကကျွန်ုပ်အာမင်ဖယားရှင်ဒီတင်ကိုဒါဝိတ်လို့နောက်ဆုံးမှထားနိုင်တယ်လုံးဝစိတ်တမကြနဲ့ဟာငါစီးပွားရေးမှာနောက်ဆုံးရောက်နေပြီဟာဉာဏ်ပညာအရာမှာငါနောက်ဆုံးရောက်နေပြီဟာငါပညာလည်းမတက်ပါလား ဟောသူများတွေကငါထက်စောတယ်သူများတွေကငါထက်တာတယ်သူများတွေကငါထက်အများကြီးကြောသွားပြီငါဘလို့လောက်တက်နိုင်တော့မှလဲငါဘလို့ရှေ့ရောက်တော့မှလဲစိတ်တမကြနဲ့ဖယားရှင်ဒီတင်းကိုနောက်ဆုံးကနေအရှေ့ဆုံးပို့နိုင်တယ်အာမင်ဖယားကထားတဲ့နေရာမှာကြည်ကြည်နက်နက်နဲ့နှုတ်ကပတ်တော်နဲ့သွားပါအချိန်တိုင်း နောက်ဆုံးကဒါဝိရှေ့ဆုံးရောက်လာသလိုဒီနေ့သင်နဲ့ကျွန်တော်အသက်တာထဲမှာလည်းနောက်ဆုံးကနေအရှေ့ဆုံးရောက်ဖို့ဘာမှမခက်ပါဘူးခရစ်တော်၌အားလုံးဘုရားရှင်တက်နိုင်တယ်ရှိတဲ့နေရာမှာကြည်ကြည်နက်နက်နဲ့ဘုရားကကိုမျော်လင့်ပြီးနေပါဘုရားရှင်မကြာမီအံ့ဩဖွယ်အမှုကိုပြုမှာဖြစ်တယ်အာမင် God bless you